အားလုံးမင်္ဂလာပါ UK Matchday ရဲ့ Facebook နဲ့ YouTube Channel ကနေជួសបាទ Champion League တက်တဲ့အောင်လာမင်္ဂလာပါ Manchester United အသင်းကအခုအသင်း share ပိုင်ရှင်သေး Sergeant Redcliffe နဲ့ Glazer တို့ပူးပေါင်းပါဝင်ပြီးတော့ပိုင်ဆိုင်နေတဲ့အချိန်ကြမှာအသင်းက ျွန်တော်မထင်တာတဲ့အဆိုးဝါးဆုံးအခြေအနေတွေဇတိုက်ဖြစ်နေတယ်။ဒီအပိုင်းမှာအတင်းကောင်းဆောင်ဘရူနိုဖနန်တက်စ်ထွက်သွားမလားမထွက်သွားလား။နောက်တစ်ဖက်ကအခုနီးပြဘူပင်အာမွန်ကူရန်ကစပိုတင်လစ်စပွန်ရဲ့ကွင်းလင်စားမတယောက်ကိုဘရူနိုဖနန်တက်စ်နေရာမှာတကယ်လို့များထွက်သွားခဲ့ရင်အစားထိုးဖို့ခေါ်ယူဖို့ပြင်ဆင်တယ်ဆိုတဲ့သတင်းတွေကြားတဲ့ချိန်မှာမန်ယူနိုက်တက်အတွက်တကယ်ကို စိတ်ပျက်စရာအခြေအနေရှိတယ်။မန်ချက်စတာယူနိုက်တက်ကအရင်တည်းကသူတို့အသင်းရဲ့ဘယ်လိုပြောမလဲဒါ ပိုင်ရှင်ဖြစ်ခြင်းတဲ့သူကအားလုံးသိထားပြီးသားရှိတ်ကျစင်းပဲဒါရှိတ်ကျစင်းပေါ့လေဒီတယောက်ကိုသူတို့ကအစောကြီးတည်းကပိုင်ရှင်ဖြစ်စေခြင်းပေမဲ့ဒါဒီစာချင်းဒီ Redcliffe ကဘယ်လိုပြောမလဲရအောင်ယူသွားတယ်အဲ့နောက်ဆက်ထွဲအနေနဲ့အခုလက်ရှိမှာဘယ်လိုပြောမလဲနောက်ဆုံးအချိန်ရ Man United အသင်းအနေနဲ့ဒါသူတို့ပိုင်ရှင်တဲ့အတွက်တော်တော်လေးကိုသူတို့မျှော်လင့်ထားတယ် ရှိတ်ချက်စင်ဆိုတာကလက်ရှိဆိုဒီကာတာရဲ့တကယ်ပိုင်ရှင်ပဲဒါဟာမတ်ဘင်ဂျက်စင်ရှိတ်ချက်စင်အတန်ဒီပေါ်လေသူ့ရဲ့နာမည်ကသူကတော့တကယ်ကိုချမ်းသာကြွယ်ဝတဲ့သူဖြစ်တယ်။သူကအရင်တုန်းကကာတာရဲ့တကယ်ကိုအကြီးအကဲတယောက်ဖြစ်တယ်။ဒါဒီဘယ်လိုပြောမလဲကာတာအစိုးရအဖွဲ့ဝင်ရဲ့အကြီးအကဲဝန်ကြီးချုပ်ဟောင်းတယောက်ထိဖြစ်ခဲ့ပြီးတော့အခုလက်ရှိမှာမန်ချက်စတာယူနိုက်တက်ကိုစတိုက်ဝဲချင်တယ်။ ဟိုအမှန်တိုင်းပြောရတော့ဗျာပြီးခဲ့တစ်ခေါက်ကလေးစားပီးစားစုရောင်းမယ်လို့ဆုံးဖြတ်နေတဲ့အချိန်မှာရှိတ်ချစ်စင်းတဲ့နောက်ဆာဂျီရက်ကလစ်တို့ကတာရီတို့အားပြိုင်ကြတယ်။အားပြိုင်တဲ့အချိန်မှာရှိတ်ချစ်စင်းကကလေးစားတောင်းဆိုတဲ့6ဘီလီယံကိုမပေးခြင်းမပေးဖို့ဆုံးဖြတ်တယ်။အဓိကအဲတုန်းကအကွင့်သစ်ဆောင်ရမာတွေအကျွေးဆက်ရမာတွေလုံးစရာတွေအများကြီးရှိတဲ့တို့ကြောင့်โอเคငါတို့အဲ့လောက်တော့မပေးဘူးငါတို့ဒါ9ဘီလီယံ plus အပိုထပ်ထည့်ရမှာ2ဘီလီယံလောက်ထပ်ထည့်ရမှာ total 9ဘီလီယံ10ဘီလီယံလောက်သူတို့ကုန်ကြမယ်။ ဒါပေမဲ့ကလီတာမီတာစုကဆာချင်ရက်ကလစ်ကို25%ပဲရောင်းလိုက်တယ်တန်း300နဲ့သူရောင်းလိုက်1.5 billion ပေါ့1.25 billion တင်တယ်အဲ့ဒါနဲ့ရောင်းတယ်နောက်ဆာချင်ရက်ကလစ်ကသူဝယ်ပြီးတဲ့အချိန်မှာတန်း300သူ့အိတ်ထဲကပတ်စံနဲ့ Man United ထွက်သုံးတယ်အဲ့ဒါကြီးလည်းအကုန်ကုန်သွားပြီအခုကလပ်ကဖြတ်တောက်မှုတွေနဲ့စတိုက်စတိုက်လုပ်တဲ့အချိန်မှာပေးသက်တော်တော်များများစိတ်ပြက်နေကြတဲ့အချိန်မှာရှိတ်ချက်စင်က Manchester United အသင်းပေါ့လေဒါရှိတ်ဒါသူ့နာမည်ကတော့ရှိတ် Hamad Bin Jassim ဘင်အာဂျာဘာအယ်တန်ဒီဆိုတဲ့သူပေါ့လေသူကတော့မန်ချက်စတာယူနိုက်တက်ကိုထပ်ပြီးတော့ဝယ်ဖို့ဆန္ဒအပြေးအဝါရှိတယ်အထူးသဖြင့်သူတို့ရဲ့ကျွေးမီကလပ်ကအခုလောလောဆယ်မှာကျွေးမီအများကြီးတယ် ဲ့ကျွေးရတန်း900လောက်ရှိတယ်ဆိုတော့အဲ့တန်း900ကိုပါ तू ပေးပြီးတော့ Man United အသင်းကို तू ဝယ်ဖို့ဆန္ဒအပြည့်ဝရှိချောင်းဆိုထားတယ် Manchester United အသင်းကိုပြီးခဲ့တဲ့ခေါက်က तू ချိုကန်လန်းခဲ့တဲ့ကန်လန်းမှုတဲ့ပုံများမှာပေါ့လေဆိုတော့ Sheikh Jessen က Manchester United အသင်းကိုဝယ်ဖို့ဆန္ဒအပြည့်ဝရှိတယ်ပြစရာပြဝရှိပြီးတော့အဲ့ဒါ telegraph မှာပေါ်ပြတာတော့မှန်တာမှားတာတဲ့ telegraph ရဲ့ report telegraph report မှာ Sheikh Jessen က Manchester United ကိုဝယ်ဖို့ဆန္ဒအပြည့်ဝရှိနေစေဖြစ်တယ် ကလတ်တည်နေတဲ့တန်း900အကျွေးကိုလည်းသူတခါတည်းခြေပေးမယ်နောက်တစ်ခုကဂလီတာမီတာစုရောစာချင်းရက်ကလစ်ကြီးရပါအပီးတက်ဝယ်မယ်ဖြစ်နိုင်တဲ့ possibility လမ်းကြောင်းတွေအားလုံးသူစဉ်းစားနေတယ်ဒါပေမဲ့ question ဟာ10ဘီလီယံလား9ဘီလီယံလားဘယ်လောက်ကြမလဲပြီးခဲ့တစ်ခေါက်သူ9ဘီလီယံနဲ့သူဝယ်လို့မရဘူးဒါပေမဲ့အဲတုန်းကဂလီစာတယောက်တည်းရှိခဲ့တဲ့အချိန်အခုစာချင်းရက်ကလစ်ကဗြိတိန်ရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ပြီးတော့ သူကိုယ်တိုင်ကအခု25 to 30%လောက်ပိုင်တော့မှာဆိုတော့ဂလေးစားတယောက်တည်းနဲ့ညှိရတာမဟုတ်ဘူးစာဂျင်ရက်ကလစ်နဲ့ပါညှိရမှာဖြစ်ပြီးတော့ဒီတန်ကြီးကအများကြီးပေးရနိုင်တယ်အ ਨੇ ဆုံးမပေးရဘူးဆိုရင်တော့ကျွန်တော်ထင်တော့9ဘီလီယံ10ဘီလီယံမကဟိုတလောတော့ကျွန်တော်တက်တဲ့တည်င်းတပုတ်ဆိုရင်10ဘီလီယံအဲ့10ဘီလီယံဆိုတာကျွန်တော်ကွင်းတစ်တွေပါတယ်ဘာမှမပါသေးဘူးနောက်တစ်ခုကစာဂျင်ရက်ကလစ်ကရောင်းပါဗလားအခုသွားနေတဲ့သူတို့သူတို့ကိုယ်တိုင်အိတ်ထဲအသိန်းကိုထည့်တာက2ဘီလီယံနီးပါးလောက်ရှိပြီဗျာ1.25ဘီလီယံဂလေးစားကိုသူတို့ထည့်ပေးလိုက်ပြီ သူတို့ပတ်စံတန်း300ရထက်ထဲထားတယ်အဲ့မှာဒီမဲ့1.5 1.6 billion လောက်သွားပြီသူတို့သွားတဲ့ထက်300နဲ့ပတ်စံလဲဆိုရင် Redcliffe တို့ကလည်း1 billion လောက်ကလထဲကိုထည့်ထားတယ်ဆိုတော့သူတို့ကလည်းလွယ်လွယ်ကူတော့ထွက်မှာမဟုတ်ဘူးဆိုတော့ Man United ပေးတဲ့တည်းတော်တော်တင်ကောင်းဆိုသည့်တိုင်အောင်ဒါဟာအမတန်ခတ်တဲ့တင်ကောင်းပဲဒါအမတန်ခတ်တဲ့တင်ကောင်းပဲဘာကြောင့်လဲဆိုတော့တန်း10 billion 9 billion ပတ်ဝန်းကျင်လောက်ပေးနိုင်ပြီးအကျွေးတွေတက်ဆက်ပေးမယ် နောက်တစ်ခုကကိုယ်တစ်ဆောက်မယ်ဆိုရင်တိုးတက်ဆယ်ဘီလန်လောက်ထိကုန်နိုင်တယ်ဒါကိုတကယ်ပေးမယ်ဆိုရင်တော့ဟို who knows ပေါ့လေဂလီဇာရောရှာဂျင်ရက်လစ်ကိုရောင်းသွားနိုင်ချေရှိတယ်ဒါပေမဲ့အခုလောလောဆယ်နေထားရတော့ Telegraph ကတော့ရှေ့ကျစင်ဟာ Man United ရဲ့အကျွေးတန်း900ကိုလည်းဆက်ပေးပြီးတော့ကလပ်ကိုလည်းအပိသက်ဝေဖို့ဆန္ဒပြဆန္ဒရှိနေဆဲဖြစ်တယ်လို့ဆိုထားပါတယ်အားလုံးကျေးဇူးတင်ပါတယ်